ယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုရပ်ဆိုင်းမယ်လို့ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတထရမ့်ကိုကတိပေးခဲ့ပါတယ်။ဒါပေမဲ့ထရမ့်မျှော်လင့်ထားသလိုရပ်ပေါင်း30အလုံးစုံအပြည့်အခက်ရပ်ဆိုင်းရေးအဆင့်ကိုတော့ပူတင်ကလက်မခံခဲ့ပါဘူး။မတ်လ18ရက်နေ့တုန်းကထရမ့်နဲ့ပူတင်တို့ဟာယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးကိစ္စအတွက်ဖုန်းဆက်ဆွေးနွေးခဲ့ပြီးတဲ့နောက်အခုရလက်ထွက်ပေါ်လာတာပါ။အစောပိုင်းတုန်းကယူကရိန်းဟာ American ကမ်းလှမ်းတဲ့ရက်30ကြာအပြည့်ရက်ရေးအဆိုပြုချက်ကို လေးစားသဘောတူသွားမယ်လို့ကြေညာခဲ့တဲ့နောက်ထရမ့်ကပူတင်နဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုတွေရပ်ဆဲသွားဖို့ဆိုရင်ယူကရိန်းစီလက်ရှိရောက်နေတဲ့နိုင်ငံတကာစစ်ရေးအထောက်အပံ့တွေနဲ့ထောက်လန်ရေးသတင်းအချက်အလက်ဝေမျှမှုတွေရပ်တန့်သွားမှသာဖြစ်နိုင်မယ်လို့ပူတင်ကထရမ့်ကိုတောင်းဆိုခဲ့ပါတယ်။ထရမ့်နဲ့ပူတင်ရဲ့ဖုန်းဆက်ဆွေးနွေးမှုဟာအမေရိကန်ကအခိုင်အမာလိုလားတောင်းဆိုခဲ့တဲ့အခြေအနေမျိုးစီမရောက်ခဲ့ပေမဲ့ဆာဒီအာရေဗျာနိုင်ငံမှာ နောက်ထပ်စစ်ရဆိုင်ရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်ဖို့ကိုတော့သဘောတူခဲ့တယ်လို့သိရပါပါတယ်ရှင်။